ားလုံးပဲမင်္ဂလာပါခင်ဗျာ Daily Rose Computer မှာကြိုဆိုပါရစေကျွန်တော်မြန်နိုင်ပါယခုသင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးချင်တာလေးက Microsoft Excel မှာအရင်ကိုအသုံးဝင်တဲ့ Fill Lookup Fashion အသုံးပြုပုံလေးကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ယခုသင်ခန်းစာလေးကကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးနဲ့ Advanced Excel 101 Zoom Class လေးမှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတစ်ခုလည်းပဲဖြစ်ပါတယ် ကျွန်တော်ဒီ ASM မှာအလုပ်လုပ်တဲ့ခါလေးမှာဆိုရင် view local fashion လေးရဲ့အသုံးပြုပုံကိုလည်းမဖြစ်မနေနဲ့သိထားသင့်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီသင်ခန်းစာလေးမှာ view local နဲ့သက်ဆိုင်ရာအကြောင်းအရာကိုအသေးသေးလေးပြောပြပေးပါမယ်။ဒီမှာကတော့ကျွန်တော်ဥပမာအနေနဲ့ဒီမှာ data table တစ်ခုကိုကျွန်တော်ရေးဆွဲထားပါတယ်။ဒီ data လေးတွေကတော့ကျွန်တော်ဒီမှာ product လေးတွေရှိတယ်ပေါ့နော်။ရောင်းချရတဲ့ဖြစ်စီလေးတွေပါ။ပြန်တော့ကျွန်တော်ဒီဘက်လေးမှာ ID number လေးတွေရှိတယ်ပြီးတော့ရောင်းချရတဲ့ date လေးတွေရှိပါတယ်ပြီးတော့ကျွန်တော် quantity ရှိတယ်ပြီးတော့ဒီဘက်မှာ price သူရဲ့ဈေးနှုန်းလေးတွေရှိပါတယ် အဲ့ခါမှာကျွန်တော်ကပထမဆုံးတစ်ဆင့်အနေနဲ့ပါသိချင်တာလဲဆိုတော့ဒီပေါ်လေးမှာပေါ့နော်ကျွန်တော်သိချင်တာလေးရေးထားပါတယ် product ရှိတယ်ပြီးတော့ table လေးမှာ price ရှိတယ်ပေါ့နော်အဲ့ခါမှာက product နေရာမှာက candy ဆိုပြီးတော့မှရေးထည့်လိုက်ပြီးကနေဆိုပြီးရေးထည့်လိုက်တဲ့ခါမှာဒီဘက်မှာသူ့ရဲ့ price ဈေးနှုန်းကိုကျွန်တော်ကသိချင်တာပါအဲ့ခါမှာကျွန်တော်ကဒီမှာသွားပြီးတော့မှ candy ရဲ့ဈေးနှုန်းကိုသွားပြီးတော့မှကြည့်ကြည့်တဲ့ခါမှာ44.3မှာ3.9ဒေါ်လာရှိတယ်ပေါ့နော်အဲ့ကျွန်တော်ကဒီမှာ44.3 sorry ကျွန်တော်အင်္ဂလိပ်လိုပြောင်းလိုက်မယ်44.3 3.9ဒေါ်လာပေါ့ ဟုတ်ပြီဒီလိုမျိုးပါနော်အဲဒါကကန်ဒီကိုသိချင်တာမလို့ကန်ဒီစင်းကိုသွားကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ depress ကိုကျွန်တော်ကြည့်ပြီးတော့မှဒီမှာလာပြီးတော့မှထည့်လို့ရတယ်ပေါ့နော်အပြင်တစ်ခုနေနဲ့ကကန်တီမဟုတ်ဘူးကိုနေနဲ့ကဥပမာကိတ်ရဲပေါ့နော်ကျွန်တော်ကိတ်မုံရဲကျွန်တော်ဇီနုံကိုတည်ချင်ပါတယ်ဒါဆိုကျွန်တော်ဒီမှာ product နေရာမှာကိတ်လို့ရေးလိုက်တယ် ဒါ product ရဲ့ဒီ gate ရဲ့ပေါ့နော်ဒီ price ဈေးနှုန်းလေးကိုတည်ချင်တဲ့ခါမှာလည်းပဲကျွန်တော်တို့ရဲ့ data မှာသွားပြီးတော့မှ share တဲ့ခါမှာဒီမှာ gate လေးကသူတို့ဈေးနှုန်းဘယ်လောက်လဲဆိုတော့ဒီနောက်နေ့မှာ28.6ဒေါ်လာပေါ့နော်ဒါမျိုးကဒီမှာ28.6ဒေါ်လာဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်လို့ရပါတယ်အဲ့လိုမျိုးကြည့်ပြီးတော့မှ లై ရှာမယ်ကိုလိုချင်တဲ့ data ကို లై ရှာမယ်သူ့ရဲ့ဈေးနှုန်းကို లై ပြီးတော့မှကြည့်ပြီးတော့မှဒီမှာလာပြီးရိုက်ထည့်မယ်ဆိုရင်ကျွန်တော်ကျွန်တော်ရတော့ရတယ်ဒါပေမဲ့အခုလည်းမျိုးကျွန်တော်က data နည်းနည်းလေးရှိနေမှသာလေအဆင်ပြေတာဖြစ်ပါတယ် ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာအပြင်မှာဆိုတော့ကကိုယ့်ရဲ့စီးရင်တွေကအများကြီးရှိနိုင်တယ်။ရောင်းနေစီးရင်တွေကိုယ့်ရဲ့ဒီလိုမျိုးစီးနှုန်းတွေလည်းအများကြီးရှိနေနိုင်တယ်။အဲ့ခါမှာ data တွေပေါင်းများစွာတွေရနေပြီးတော့မှကိုသိချင်တဲ့ဟာကိုသွားပြီးတော့မှ product တခုကိုကြည့်လိုက်။သူ့ရဲ့ဒီ general ရဲ့စီးနှုန်းကိုသွားပြီးကြည့်လိုက်နေဒီမှာလာပြီးတော့လာပြီးတော့ရိုက်ထည့်လိုက်ဆိုလုပ်နေမယ်ဆိုရင်ကျွန်တော်အချိန်တွေအများကြီးကြာသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ကဒီလိုမျိုးအခမျိုးမှာဆိုရင် VLOOKUP ကိုတောင်းလို့ရပါတယ်။ VLOOKUP ကိုတောင်းချင်ရပြန်ကကျတော့အချိန်တွေအများကြီးကုန်တာကိုတသားသွားစီမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဘယ်လိုတောင်းရမလဲဆိုတာကိုပြလိုက်တယ်ဆိုရင်ပို့ပြီးတော့မှရှင်းသွားပါလိမ့်မယ်။ ဲ့ခါမှာကျွန်တော်ဒီမှာကိတ်မုံရဲ့ဈေးနှုန်းကိုသိချင်နေဆိုပါစို့ဒါရင်ကျွန်တော်ကဒီမှာ price မှာလောလောဆယ်ဖြတ်လိုက်မယ်ပေါ့နော်ပြီးကျွန်တော်ဒီမှာ value cap တွေကိုတုံလိုက်မယ်အဲ့ဒါကျွန်တော်တို့ဒီမှာညီမချင်းတွေရင်ရေးပါမယ်ကိုတုံးမှာက value cap ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ value cap ဆိုပြီးတော့မှရေးပြီးတော့မှခွင့်စာလေးနဲ့စာလိုက်ပါမယ် value cap ခွင့်စာပေါ့အဲ့မှာကျွန်တော်တို့တွေစပြီးတော့မှရေးရမယ် formula ရဲ့ပုံစံလေးကိုဒီအောက်လေးမှာ final လေးနဲ့ပြပေးပါရစေ။ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ look at value ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်ဘယ်ဟာကို look up လုပ်မှာလဲပေါ့နော်။ ကျွန်တော်ဒီ product ကိုထည့်လိုက်ပြီးဆိုရင်ဒီ product ကို lookup လုပ်ပြီးတော့မှ product ရဲ့သက်ဆိုင်ရာဇီနုံကိုကြာလာစေချင်တာဖြစ်တဲ့အတွက် product equity လေးကိုကျွန်တော်က lookup value အနေနဲ့ product ကိုသွားပြီးတော့ကျွန်တော်ကြည့်မှာဖြစ်တဲ့အတွက်ဒီမှာ case ဆိုတဲ့အကောင်လေးပေါ်မှာ click တစ်ချက်နေပြီးတော့မှ selection ပေးလိုက်ပါတယ်။ပြီးရင်တော့ကျွန်တော် comma လာပါတယ်။ပြီးတော့ဒုတိယတစ်ခါတော့ table array ပေါ့နော်။ table array ကကျွန်တော်ကျွန်တော်ရဲ့ table ကို selection ပေးရမှာပါ။ဒါကြောင့်မို့ကျွန်တော်ရဲ့ table ကိုအစားအနေအဆုံးထိကျွန်တော်တို့ click ပြီးပြီးတော့မှ selection လေးပေးလိုက်မှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်ထပ်ပြီးတော့မှ comma လေးလာပါတယ်။ ပြီးတော့ column index number ဆိုတာကိုတွေ့ရပါလိမ့်မယ်။ column index number ကဘာကိုပြောရလဲဆိုတော့ကျွန်တော်လိုချင်တာကဒီ prime product ကိုထည့်လိုက်ပြီးဆိုတော့သူ့ရဲ့သက်ဆိုင်ရာ price ဈေးနှုန်းကိုသိချင်တာပါ။ကျွန်တော်လိုချင်တာ price ကိုလိုချင်တာဖြစ်တဲ့အတွက်အဲ့ဒီ price ဆိုတဲ့ဟာလေးကကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ table ထဲမှာဆိုရင် column number ဘလောက်မှရှိလဲဆိုတော့ကျွန်တော်တို့ဒီသိချင်တာဖြစ်ပါတယ်။အဲ့ခါမှာကျွန်တော်ထိဆုံးမှဆိုရင် product က column number 1ဖြစ်ပါတယ်။ ID က column number 2ပေါ့နော်ကျွန်တော် table တစ်ခုလုံးမှာဆိုရင် date ကတော့ column number 3နေရာမှာရှိတယ် quantity က column number 4 price ကကျတော့ဒီ column number 5နေရာမှာရှိတာဖြစ်ပါတယ်။လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစင်းမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနယ်ပယ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature advanced formula function တွေ၊ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျတင်ကြားရမှာဖြစ်ပါတယ်။ တင်ကန်းစာဗီဒီယိုပေါင်း100ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအစဉ်ပြေစွာဖြင့်ဆက်နွှဲကြလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလတင်နှင်းချေ6900ကျပ်အစားယခုလအတွင်းမှာအထူးတင်နှင်းချေ3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်နှင်းချေတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နှင်းကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ကျွန်တော်သိချင်တာက price ဆိုတော့ price ရဲ့ဒီနေရာကကျွန်တော်ရဲ့ဒီ table အတွင်းမှာဆိုရင်9နေရာမြောက်မှာရှိတာဖြစ်တဲ့အတွက်ကျွန်တော်5ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်ပြီးတော့ comma လေးလာပါတယ် ကောမလာတဲ့ခါမှာသူကနောက်ဆုံးလေးမှာတော့ range lookup ဆိုတာလေးလာရတယ်ပေါ့နော် range lookup မှာသူကနှစ်မျိုးရှိပါတယ် true ရှိပါတယ် true ကတော့ approximate match ဖြစ်ပါတယ်နောက်တစ်ခုကတော့ false ဖြစ်ပါတယ် false ကတော့ either match ဖြစ်ပါတယ်သူကကျွန်တော်က data ကိုအတိအကျလိုချင်တဲ့ခါမှာဆိုရင် false ကိုတောင်းရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအတိအကျမလို့ false ကိုရွေးလိုက်ပါတယ် ပြီးတော့ကျွန်တော်တို့က FLSC4 ဆိုပြီးတော့ရိုက်ထည့်လိုက်လို့လည်းရပါတယ်ဒါမဟုတ်စင်ခုနကမြင်နေရတဲ့ force ပေါ်မှာ double click နဲ့ချလိုက်လို့လည်းရပါတယ်ကိုနဲ့တက်တူလိုမျိုးတုံးလို့ရပါတယ်ပြန်တော့ဆုံးလေးမှာကျွန်တော်ခွင့်လေးပေးလိုက်ပါမယ်။ဒါဆိုကျွန်တော်ရဲ့ filogat formula တုံးနာလေးကရေလိုပြီးသွားပါပြီ။ပြီးပြီးသွားတဲ့ကျွန်တော် under လေးတစ်ချက်နှိပ်ပေးလိုက်ပါ။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ကိတ်မုံရဲ့ဈေးနှုန်းဖြစ်တဲ့ဒီမှာ28.6ဒေါ်လာဆိုတဲ့ဟာလေးကဒီမှာလာပြီးတော့မှအလိုလျောက်ပေါ်လာတာကိုတွေ့ရမှာပါ။ တခါမှကွာကိတ်ကိုမသိကြတော့ဘူးဥပမာအနေနဲ့ကျွန်တော်တို့ကဒီပေါ့နော်ဒီလေမွန်တီးရဲ့ကျွန်တော်စေနှုန်းကိုသိကြတယ်ဒါဆိုရင်ကွာဒီမှာ OING ဆိုပြီးကျွန်တော်ရိုက်ပြီးတော့မှထည့်လိုက်ပါတယ်ဟုတ်ပြီကျွန်တော် orange လို့ရိုက်ထည့်ပြီးတော့မှ under တစ်ချက်ခေါက်လိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါဒီဘက်လေးမှာလေမွန်တီးရဲ့စေနှုန်းဖြစ်တဲ့55ဒေါ်လာဆိုတာလေးခါသွားသူလူလျောက်လေးပြောင်းသွားတာကိုတွေ့ရမှာပါကျွန်တော်ဒေတာမှာသွားပြီးတော့မှကြည့်မယ်ဆိုရင်လည်းဒီမှာ orange လေးက55ဒေါ်လာရှိနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီကွာနောက်တစ်ခုအနေနဲ့ဥပမာလေမော်တီမသိချင်ကွာဥပမာကန်တီပေါ့နော်တခြားဈေးနှုန်းကိုကျွန်တော်သိချင်တယ်ဒါဆိုကျွန်တော်ကန်တီဆိုပြီးတော့မှရေးလိုက်တယ်ပြီးရင်ကျွန်တော်အန်တာတစ်ချက်နေလိုက်ပြီဆိုတာနဲ့ကြည့်လိုက်ပါတခြားရေကျွန်တော်ကန်တီရဲ့ဈေးနှုန်းဖြစ်တယ်44.3ဒေါ်လာဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီမှာလည်းပဲသွားပြီးတော့ကြည့်ကြည့်လို့ရတယ်44.3ဒေါ်လာဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်အချင်းကုန်နာအများကြီးတက်တာသွားသေးတာပေါ့နော်ကိုနေနဲ့ဒီမှာ product လေးမှာလာပြီးတော့ကိုလိုချင်တဲ့ product နာမည်ကိုရိုက်ထည့်လိုက်ရုံနဲ့ဒီဘက်လေးမှာတန်းပြီးတော့မှသူ့ရဲ့သက်ဆိုင်ရာဈေးနှုန်းကအလိုလျောက်ပေါ်လာမှာဖြစ်ပါတယ် ဒါကကျွန်တော် feel look up ကိုတောင်းလိုက်လို့အချိန်ကုန်တာအများကြီးကိုတက်တာသွားသေးတာဖြစ်ပါတယ်ပြီးတော့ဒုတိယတစ်စက်အနေနဲ့ကကျတော့ဒီဘက်လေးမှာကျွန်တော်ကထပ်ပြီးတော့ဘယ်လိုလုပ်ချင်တာလဲဆိုတော့ဒီမှာလည်းအဲ့လိုပဲ product ကိုထည့်မယ်အဲ့ခါမှသူက price ကိုအလိုလျောက်ကြလာတာမျိုးလိုချင်ပါတယ်ဒါနဲ့ quality မှာ price ရဲ့ quality မှာကလေးထောက်ထားပြီးတော့မှအများကြီးနေရေးမယ်ကျွန်တော်တို့မှာ vlookup မလို့ vlookup ဝင်စားဆိုပြီးတော့မှလာပါတယ်ပြီးတော့ lookup value lookup value ကတော့ကျွန်တော်က product ကို lookup လုပ်မှာမလို့ product အကွက်လေးမှာကလေးတစ်ချက်နေလိုက်ပါတယ်ပြီးတော့ comma လေးလာပါတယ်ပြီးတော့နောက်တစ်ခုကတော့ table array ပါ table တွေကတော့ generate table တစ်ခုလုံးကိုကျွန်တော်အစားကနေပြီးတော့မှအဆုံးထိ selection လေးပေးလိုက်မှဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော် comma လေးလာပါမယ်။ပြီးရင်တော့ကျွန်တော် column index number ပါ။ column index number ကတော့ကျွန်တော်သိချင်တာ price ဖြစ်ပါတယ်။ price က generate table မှာဆိုရင် column name ဘယ်လောက်မှရှိလဲဆိုတော့9နေရာမှရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာ5ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါတယ်။ပြီးတော့ comma ပါ။ပြီးတော့ကျွန်တော်တို့က force ပေါ့နော်ဒီအတိအကျရှာချင်တာဖြစ်တဲ့အတွက် force ကိုကျွန်တော်တို့ဒီမှာ တွားပြီးတော့မှတက်ဖက်ကလေးနဲ့လိုက်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းပဲကျွန်တော်တို့ FL SC4 ဆိုပြီးတော့မှလည်းရိုက်ပြီးတော့မှထည့်လိုက်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်နောက်ဆုံးလေးမှခွင့်လေးပေးလိုက်ပါဒါဆိုကျွန်တော်ရေးလို့ပြီးသွားပါပြီပြီးတာနဲ့ကျွန်တော် enter လေးတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုကျွန်တော်လောလောဆယ်မှာတော့ကျွန်တော် error သင်ကြတာလေးနဲ့ပြနေတာကိုတွေ့ရမှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘက်မှာ product ဘာမှမထည့်ရသေးလို့ဒီမှာ error ပုံစံလာပြနေတာပေါ့နော်။ဟိုက product name တစ်ခုထည့်လိုက်မယ်။ဥပမာကနွားနို့ရဲ့ဇီးနှုန်းသိချင်ပါတယ်။ the mix ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်။ အန်ဒါတစ်ချက်နေလိုက်ပြီဆိုတာနဲ့ကြည်လိုက်ပါနွားနှုတ်တစ်ခွက်ရဲ့တန်ဖိုးက32ဒေါ်လာဆိုတာလေးကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒေတာဆင်းရဲမှာသွားပြီးတော့မှချီချီတဲ့ခါမှာဆိုရင်လည်းနွားနှုတ်ရဲ့ဈေးနှုန်းက32ဒေါ်လာရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကိုလိုချင်တဲ့ဒေတာကိုဒီမှာလာပြီးတော့ရိုက်ထည့်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီအဲ့ခါမှာကွာဒီမှာဥပမာအနေနဲ့ပေါ့နော်နွားနုကိုကျွန်တော်ကဘယ်နဲ့ပလင်းလဲဥပမာကွာငါးပလင်းပါမယ်ငါးပလင်းဆိုရင်ကျွန်တော်တို့ကယူနစ်နေရာမှာငါးပလင်းလို့ရိုက်တက်လိုက်တယ် အတူတည်းဘယ်လောက်ထွက်မလဲဆိုတာသိချင်တယ်။တူတည်းထွက်လာဖို့အတွက်ကျွန်တော်ကအလွယ်ကိုရိုးရှင်းဆုံးနည်းလမ်းနဲ့ကျွန်တော်ကတွက်လို့ရတယ်။ဘယ်လိုတွက်မလဲဆိုတော့ကျွန်တော်ရဲ့ price နဲ့ဒီ unit နဲ့ကိုကျွန်တော်ကမြောက်လိုက်ရင်တူတည်းရမယ်ပေါ့နော်။အဲကျွန်တော်ညီမချင်းလေးရေးမယ်။ price ကို click တစ်ချက်ထောက်ပြီးတော့မှ selection လုပ်မယ်။ပြီးတော့ကျွန်တော်အမြောက်လက္ခဏာလေးလာပါမယ်။ပြီးတော့ unit နဲ့မြောက်မှမလို့ unit လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်။ price နဲ့ unit နဲ့မြောက်ပါမယ်။ ပြီးကျွန်တော်အန်တာဒီထိုင်နေလိုက်ပါမယ်။ဒါဆိုရင်တော့ဒေါ်လာပေါင်း160ဒေါ်လာရှိတယ်ပေါ့နော်။တပလင်းကို32ဒေါ်လာ၊ငါးပလင်းဆိုရင်တော့160ဒေါ်လာဆိုတာကိုတွေ့ရမှာပါ။ဟုတ်ပြီ။ဒီတိုင်းကွာဒီမှာ mix ကိုမသိချင်ဘူး။ဥပမာကိုရီးယားဒီကိတ်ပေါ့နော်။ကဲမုံရဲ့တန်ဘိုကိုသိချင်ပါတယ်။အဲ့ဒါကိတ်ဆိုပြီးကျွန်တော်ရိုက်ပြီးတော့မှထည့်လိုက်ပါတယ်။အန်တာတစ်ချက်နေလိုက်ပြီဆိုတာနဲ့ကရရတန်ဖိုးကဒီမှာ28.6ဒေါ်လာဆိုပြီးလိုလျောက်ပြောင်းသွားတယ် ဲ့ခါမှာကျွန်တော်ကိတ်ကို28.6ဒေါ်လာကို5ခုဝယ်မယ်ဆိုရင်ဘယ်လောက်လဲဆိုတာကိုလည်းပဲဒီမှာကျွန်တော်က formula တွေ့ထားတာဆိုတော့တော်တော်အဖြေကအလိုလျောက် update ဖြစ်ပြီးတော့မှပြောင်းလဲသွားတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ခါမှာဒါကြတော့ကိတ်ကိုရှာလိုက်တာဒီကကိတ်မဟုတ်တော့ဘူးဥပမာအနေနဲ့ကိုရီးယားအဲဘာလို့ရှာမလဲဥပမာကန်တီပေါ့နော်တခြားအစီအလုံးလေးကျွန်တော်ရှာမယ်ကန်တီဆိုပြီးတော့မှရိုက်ထည့်လိုက်တယ်ဟုတ်ပြီကန်တီဆိုရင်တော့ကျွန်တော်တို့ကတစ်ထုပ်ကို44.3ဒေါ်လာရှိတယ်ငါတို့ကိုလိုချင်နေဆိုရင်ငါတို့ဆိုဘယ်လောက်လဲဆိုပြီးတော့မှဒီမှာထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ကိုလိုချင်တဲ့ unit ကိုလည်းဒီမှာလာပြီးပြောင်းလို့ရတယ်နော်။ကိုကဥပမာတခြားကိုကျွန်တော်6ထုပ်လိုချင်တဲ့6လိုရိုက်ထည့်လိုက်မယ်။အနာခေါက်လိုက်တာနဲ့တသက်လိုလျောက်ဒီမှာပြောင်းသွားမှာဖြစ်ပါတယ်။ဒီမှာလည်းအလိုပဲ product ကိုကိုထည့်လိုက်ရုံနဲ့ price ကလည်းသူ့အလိုလျောက်အလုပ်လုပ်သွားလိမ့်မယ်။ပြောတူတဲ့ကိုလိုချင်တဲ့ဆိုရင်လည်းပဲတူတဲ့က unit ထည့်လိုက်ရုံနဲ့တူတဲ့ကိုလည်းကျွန်တော်ကတွက်လိုက်လို့ရတာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါကိုနားလည်သွားပြီဆိုတော့နောက်တစ်စင်ကိုကျွန်တော်ထပ်ပြီးတော့မှလေ့လာပါမယ်။နောက်တစ်ခွာကျတော့သူက VLOOKUP ကိုမှ data validation နဲ့တွဲပြီးတော့မှတုံတာပါ။ဒါလေးကလည်းပဲလုပ်ငန်းမှာတကယ်ကိုမှအသုံးဝင်တဲ့အရာလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်လည်းကမှဖြစ်မနေတာအသုံးပြကြရတယ်ပေါ့နော်ဘယ်လိုကမှသုံးနိုင်လဲဆိုတော့ဥပမာနဲ့ကျွန်တော်ကဒီမှာဆိုရင်အပေါ်မှာဆိုရင် product ကိုဒီမှာနာမည်ကိုရိုက်ထည့်လိုက်တယ်ကိုလိုချင်တာပါလဲပေါ့နော် apple juice ဆိုရင် apple juice ကဲ mix ဆိုရင် mix ပေါ့နော် cake ဆိုရင် cake လို့ရိုက်ထည့်လိုက်တယ်ကိုဒီမှာထည့်လိုက်ပြီဆိုရင်တော်တော်ဒီအလိုလေးကဒီမှာ price ကကျလာတယ်ပြီးတော့က unit လေးထည့်လိုက်ရုံနဲ့ဒီဘက်လေးမှာတိုးထည့်ကျလာတယ်ပေါ့အဲ့မှာကိုလိုချင်တဲ့ data ကိုက product နေရာမှာမပါလို့ပြရလဲဆိုတော့ရိုက်ပြီးတော့မှထည့်ပေးရတယ် အဲ့လိုမျိုးကျွန်တော်ကရိုက်မထည့်ခြင်းတဲ့အခါမျိုးမှာဆိုရင် data validation နဲ့တွဲပြီးတော့သုံးလို့ရတယ်။ရိုက်မထည့်ပဲနဲ့ဘယ်လိုမျိုးသုံးတာလဲဆိုတော့ data validation ကိုသုံးလိုက်ခြင်းအပြင်ကွာ data ကိုရိုက်ထည့်တာမလို့တော့ပဲနဲ့ဒီအခွက်လေးမှာကွာဒီဘက်မှာများလေးတော့သူပေါ်လာတယ်ပေါ့နော်။အဲ့ data များလေးကိုကွာနှိပ်လိုက်ပြီးတော့မှအဲ့ထဲမှာသူကဒီမှာရှိနေတဲ့ generate ဒီ list ထဲမှာရှိနေတယ်ပေါ့နော်။ဒီ name တွေကတော့သူလိုလျောက်ဒီမှာဇာတ်ကွက်လေးနဲ့ကြာလာမှာပါ။အဲ့ဒီကနေကိုလိုချင်တဲ့ဒီ data ကိုကွာ click တစ်ချက်နဲ့ယုံနဲ့ရွှေ့ပြီးတော့မှသုံးလို့ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးကျွန်တော်က list ပန်ဒီတာကို data validation နဲ့အသုံးပြုပြရတာဖြစ်ပါတယ်။ဟုတ်ပြီဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီမှာ ဒီ revelation ရဲ့အသုံးမျိုးပုံကိုလည်းမဖြစ်နေနဲ့တည်ထားတင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်က Excel ကိုအခြေခံကနေစပြီးတော့မှလုပ်ငန်းကွင်အတွက်အရန်ကိုရေးပါတယ်။ advanced feature formula function တွေကိုဒီနေရာထဲမှာစွန့်စားနဲ့သင်ကြားတင်ပြချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Microsoft Excel special online course တွေကိုတက်ရောက်နေပါတယ်။ video class တွေဖြစ်ပါတယ်။ပုံမှန်သင်တန်းကြီးကျွန်တော်တို့ဒီ6900ကျပ်စာယခုလအတွက်မှာထူးသင်တန်းကြီး3000ကျပ်ထပ်ပြန်လက်ခံပေးနေတာဖြစ်ပါတယ်။ online video class တွေဖြစ်တဲ့အတွက်ယခုအပ်ပြီးတာနဲ့ယခုချက်ချက်စတင်ပြီးတော့မှလေ့လာနိုင်မှာဖြစ်ပါတယ်။ ။ဆက်မှုတင်နေလေးကိုအမြဲတမ်းတရားဖို့ကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။တင်နေလေးကိုတရားချင်နေဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပေါ်မှာပါတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာတင်နေအလို့ရပါတယ်။ Daily Dose Computer ဘိုင်ဟမ်းမင်းလေးဆိုတဲ့ Facebook Page Messenger မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာ။တကယ်လို့မိမိခါပေါ့နော်ဒီ advance excel ကို excel ကိုမှစနေတကြနဲ့ကျွန်တော်တို့ကကျွမ်းကျင်စွာနဲ့တက်ရောက်ချင်ဖို့အတွက် တူဦးချင်းပေါ့နော်ကျွန်တော်နဲ့တူဆရာနဲ့တူထိုက်ရိုက်တူဦးချင်း Zoom class လေးနဲ့1 by 1လေး1 on 1လေးကျွန်တော်သင်ကြားခြင်းနဲ့ဆိုရင်လည်းကျွန်တော် Advanced Excel 101 Zoom class လေးကိုကျွန်တော်ဖွင့်လှစ်ပြီးတော့မှသင်ကြားပေးနေပါတယ်။ဒါကြောင့်မလို့တင်တဲ့လေးကိုတရားဖို့ကိုလည်းဖိတ်ခေါ်ရပါတယ်။တင်တဲ့ကြီးလေးကတော့ကျွန်တော်တို့ဒီတူဦးချင်းဖြစ်တဲ့အတွက်တင်တဲ့ကြီးကိုကျွန်တော်နှစ်သိန်းသတ်မှတ်ထားပါတယ်။ကျွန်တော်တူချင်းတင်ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်ဒီတင် जा ချင်းကတော့ကျွန်တော်တို့တပတ်မှာ လေးရက်တင်ရမှာဖြစ်ပါတယ်အတန်းချိန်ကတော့တစ်ချိန်ကိုကျွန်တော်တို့တနအီသို့မဟုတ်တနအီခွဲကြပါမယ်အချိန်ကိုတော့ကွာတူဝချင်းတန်တာဖြစ်တဲ့အတွက်ကိုနဲ့တက်တဲ့လိုမျိုးအချိန်ကိုညှိနှိုင်းနိုင်ပါတယ်မိမိအဆင်ပြေတဲ့အချိန်ကိုညှိနှိုင်းနိုင်ပါတယ်ကျွန်တော်သင်ခန်းစာကိုသင်ကြားပြီးတာနဲ့ချက်ချင်းကျွန်တော်တို့ဗီဒီယို record ကိုလည်းပဲပေါ့နော်အဲ့ဒီတင်သွားတဲ့သင်ခန်းစာကိုလည်းပဲ record video ကိုလည်းကျွန်တော်ချက်ချင်းပို့ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအနေနဲ့က record video ကိုလည်းထည့်မှတ်ပြီးတော့မှလေ့လာခွင့်ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အင်စာကိုလည်းနေတိုင်းပေးမှာဖြစ်တဲ့အတွက်အင်စာကိုလည်းကျွန်တော်နေတိုင်းထည့်ရမယ်နေတိုင်းလည်းအင်စာစစ်ပေးမှာဖြစ်ပါတယ် ကြောင့်မလို့အရန်ကိုမှထိရောက်စီမှာဖြစ်ပါတယ်။ဒါကြောင့်မလို့တူချင်းသင်ကြားခြင်းလဲဆိုရင်ကျွန်တော်ရဲ့ဒီ101 Excel class လေးကိုလည်းတရားဖို့ကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။ဟုတ်ပြီပြီးသားရင်ကျွန်တော်ဆက်လက်ပြီးတော့မှဘယ်လိုလဲဆိုတော့ data validation နဲ့ချိန်တဲ့အပိုင်းလေးကိုဆက်ပြီးတော့မှလေ့လာပါမယ်။အဲ့အဲ့တော့ကျွန်တော်အရင်ဆုံး list ပန်တီးဖို့တပါရင်လောက်ရမလဲဆိုတော့ကိုယ်အနေနဲ့ကဒီအကွက်လေးမှာ click ထောက်တာဒီ project မှာကွာရိုက်မထည့်ချင်တာဖြစ်တဲ့အတွက်ဒီအကွက်လေးမှာဖန်တီးချင်တာမလို့ဒီအကွက်လေးမှာ click ထောက်တာပါပြီးရင်ကျွန်တော်ဒီပေါ်လေးက data ဆိုတဲ့ tab ကိုသွားပါ data depth ထဲကနေပြီးတော့မှကျွန်တော်ဒီအောက်လေးမှာ data do ဆိုတာလေးရှိရဲပေါ့နော် data do group ထဲမှာဒီမှာ data validation ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်လေးနေလိုက်ပါအဲ့ခါမှာဒီ data validation box တွေကျလာပြီဆိုရင်ဒီအောက်လေးမှာအလောင်းစဲနေရာလေးရှိရဲအဲ့မှာကျွန်တော်အများလေးကိုနေလိုက်ပြီးဒီမှာရွေးကြလေးပေါ်လာတယ်ခါ list panty မှာဖြစ်တဲ့အတွက်ဒီမှာ list ဆိုတာလေးကိုကျွန်တော်တို့တွေရွေးပြလိုက်ပါမယ်ပြန်တော့ကျွန်တော်ဒီမှာ source ပေါ့နော်အဲ list ထဲမှာ validation ထဲမှာလဲဆိုတော့ကျွန်တော် source ထဲမှာဖြစ်တဲ့အတွက် source ရဲ့ box ထဲမှာကစားလေးချမယ် ပြီးတော့ကိုထည့်ချင်တာကကိုယ့်ရဲ့ product တွေထဲမှာဖြစ်တဲ့အတွက် product တွေကိုအစားကနေအဆုံးဒီကို mouse ကနေ click ဖိပြီးတော့မှကျွန်တော်တို့ဒီ selection လေးပေးလိုက်မှာဖြစ်ပါတယ်။ပြီးပြီဆိုတာနဲ့ဒီမှာ okay လေးကိုတစ်ချက်လေးနှိပ်ပေးလိုက်ပါ။လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျက်စွာအသုံးပြုနိုင်ဖို့အတွက် Computer Basics Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Computer Basics Online Class လေးမှာတော့ Windows 10အသုံးပြုပုံလုပ်ငန်းတစ်ပယ်တိုင်းမှာအရန်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ Internet Email အသုံးပြုပုံတွေ Software Download and Install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာဗီဒီယိုပေါင်း120ကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအသိပေးစွာနဲ့စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်မူလသင်တန်းကြီး8800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး၄000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ် ်အထူးတင်နန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့တင်နန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာ။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ဒီ project ဆိုတဲ့ဆဲွက်လေးမှာဒီဘက်လေးမှာအများကြီးရောက်လာတာကိုတွေ့ရပါလိမ့်မယ်။အများလေးကိုနှိပ်ကြည့်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ဒီ project list တွေနံပါတ်တွေအများကြီးဒီမှာကြာလာတာကိုတွေ့ရမှာပါ။ scope လေးနဲ့လည်းဒီမှာသွားပြီးတော့မှရွှေ့ပြီးတော့ကြည့်လို့ရတယ်နော်။ကိုနေတဲ့တာကိုကိုရွေးလိုက်အောင်ပါပဲ။ဥပမာကွာကွကီးကိုတည်ချင်တဲ့ကွကီးလေးကိုရွေးလိုက်အောင်မယ်။ဒါတဲ့ကွကီးပေါ်လာမယ်။ရိုက်ထည့်တာမလို့တော့ဘောနော်။ကိုနေနေဒီမှာဘနာနာကိတ်ကိုတည်ချင်တဲ့ဘနာနာကိတ်လေးကိုရွေးလိုက်တာနဲ့ဘနာနာကိတ်ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ဒီမှာ product ကိုရွေးလိုက်တဲ့အတိုင်းဒီဘက်လေးမှာ price လေးနှုန်းကိုအလိုလျောက်ကြာလောက်လောက်ပါမယ်အဲ့တော့ကျွန်တော် fee lookup ကိုတုံးမယ်ပေါ့နော်ညီများချင်းကျွန်တော်တို့ fee lookup ဆိုပြီးတော့မှခွင့်စားလေးလာပါမယ် lookup value ကကျွန်တော်ဒီဘက်က product မလို့ click တစ်ချက်ထောက်ပြီး selection ပေးတယ်ပြီးတော့ comma လာပါတယ်ဒုတိယတစ်ဆင့် table array table array ကတော့ကိုယ့်ရဲ့ table တစ်ခုလုံးကိုကျွန်တော်တို့ selection လေးပေးလိုက်ပါမယ်ပြီးတော့ comma လေးလာပါမယ် ီးတော့ column index number ကိုသိချင်တာက price price ကကိုယ့်ရဲ့ table မှာဆိုရင် column index number အရာဆိုရင်900မှာရှိတာဖြစ်တဲ့အတွက်900လို့ရိုက်ထည့်လိုက်ပါတယ်ပြီးတော့ comma ပြီးတော့ကွာအတိအကျသိချင်တာမလို့ FLC4 ဆိုပြီးတော့မှရိုက်ပြီးတော့မှထည့်လိုက်ပါတယ်ပြီးတော့နောက်ဆုံးလေးမှာ column လေးပိတ်မယ်ပြီးရင် enter တစ်ချက်နေလိုက်ပါမယ်ဒါကြောင့်ကျွန်တော်ဒီမှာ brand name ကိုရွှေ့လိုက်ပြီးဆိုတာနဲ့29သမ34ဒေါ်လာဆိုပြီးတော့မှကြာလာမှာပါ brand name မှာသွားကြည့်မယ်ဆိုရင်ဒီမှာ29သမ34ဒေါ်လာဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကွာ brand name ကိုမသိချင်တော့ဘူးဥပမာအနေနဲ့ကွာ ဒီ apple juice ပါနော်ပန်းသီးဖြော်ရည်ကိုတည်ခြင်းနဲ့ဒါတင်ခွာဒီမှာ apple juice ကိုတွားပြီးတော့မှရှာလိုက်မယ် apple juice တွေးပြီး click တစ်ချက်နေပြီးတော့ရွေးလိုက်တယ်ဒီမှာရွေးလိုက်ပြီးဆိုတာနဲ့ apple juice ရဲ့ဈေးနှုန်းဖြစ်တဲ့95.65ဒေါ်လာစာကတူတူလူရောက်လေးပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်သူ့ level တကွာ unit ထက်လာရုံနဲ့တက်ပြီးတော့မှဖြစ်စေခြင်းနဲ့ဆိုရင်ကျွန်တော်တွက်လို့လည်းရတယ်မတွက်ချင်ဘူးဆိုရင်အပွားဟာကိုပဲကျွန်တော် copy ကူလိုက်မယ်ပေါ့နော် control c နဲ့ copy ယူလာမယ်ပြီးတော့အောက်မှာကျွန်တော် control v လေးနဲ့ paste ပြန်ချလိုက်ပါမယ်ဒါရင်ကျွန်တော်ဒီမှာ unit မှာဥပမာ၄ခုပဲထည့်မယ်ဆိုပါစို့ဟုတ်ပြီနော် အဘဲဂျူးစ်ကတစ်ခွက်ကို25သက်သမာ65ဒေါ်လာ၄ခွက်ဆိုရင်ဒီလောက်ဆိုပြီးတော့မှအလိုလျောက်ထွက်လာမှာဖြစ်ပါတယ်။ဟုတ်ပြီအဘဲဂျူးစ်ကိုမသိချင်ဘူးဒီတကဥပမာကိုရီးယားအဲဘာလေးသိချင်လဲပေါ့ဥပမာအနေနဲ့ကျွန်တော်တို့ဒီမှာ grape juice ကိုကျွန်တော်သိချင်တယ် grape juice ကိုကျွန်တော်ဒီမှာရွေးလိုက်ပြီ။ရွေးလိုက်ပြီဆိုရင်သူရဲ့ဈေးနှုန်းကလည်းလိုလျောက်ဒီမှာ price မှာလာပြောင်းသွားတယ်။ price ပြောင်းသွားတာနဲ့ဒီမှာ total မှာလည်းလိုလျောက်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်မျိုးကွာသိချင်သေးတယ်ဥပမာကွာကန်တီကိုသိချင်တယ်ကန်တီကိုရွေးလိုက်ပြီ။ကန်တီဆိုရင်ဒီမှာ44.33ဒေါ်လာ လေးခုဆိုရင်ဒီလောက်ဆိုပြီးတော့မှအဖြေရသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြတော့ကွာ data ကိုရိုက်ထည့်တာမလို့ဘာနဲ့ list တန်တီးလိုက်ပြီးတော့မှ data validation နဲ့ချိန်ဆက်ပြီးတော့မှအသုံးပြုလိုက်တာဖြစ်ပါတယ်။ဒါလေးကလည်းပဲလုပ်ငန်းခွင်မှာတကယ်ကိုသုံးဝင်တဲ့အရာလေးတွေဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီသင်ခန်းစာလေးမှာကျွန်တော်ဒီကလေးလာခဲ့ရတာကကြတော့ VLOOKUP formula လေးကိုလေ့လာခဲ့ရတာပါ။ပြီးတော့ထပ်ဆောင်းအနေနဲ့ကျွန်တော် VLOOKUP လေးကို data validation နဲ့လည်းဘယ်လိုတွဲဖက်ပြီးအသုံးပြုရမလဲဆိုတာကိုပါထပ်မံပြီးတော့ကျွန်တော်လေ့လာခဲ့ရတာဖြစ်ပါတယ်။ ဒါလေးကတော့ကျွန်တော်တို့ရဲ့အိမ်ထဲမှာအရန်ကိုတုံဝင်တဲ့ vlog ကတုံပြပုံလေးဖြစ်ပါတယ်။ဒီကုသင်္ကန်းသားလေးကမျိုးစုတွေရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှိမယ်လို့ယုံကြည်ပါတယ်။သင်္ကန်းသားလေးကကြိုးရှိတဲ့ဆိုရင် video လေးကို like လေးနဲ့ခက်ပေးပါခင်ဗျာ။ comment လေးမှာလည်း yes လို့ရေးခက်ပေးပါ။ဒီသင်္ကန်းသားလေးမှာနားမလဲတာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခက်လို့ရပါတယ်။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်္ကန်းသားလေးတွေရှိမယ်ဆိုရင် comment လေးမှာမေးခက်လို့ရပါတယ်။ပြောခက်လို့ရပါတယ်။ကျွန်တော်ပြန်ပြီးတော့မှဖြေကြားပေးသွားပါမယ်။ ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပြပါခင်ဗျာ။ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမြန်မာထဘရာပတ်စံနေကြပါစေ။အားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။